င်္ဂလာပါရှင်ကျမကတော့ချူချူဆက်မဒီပပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါ2021ခုနှစ်ကစပြီးလူမှုအပေါ်ကျူးလွန်ခဲ့တဲ့ဆိုးရွားတဲ့အကြံဖတ်မှုတွေကိုအဆုံးသတ်ပြီးအယက်တာအဆိုးရွားစီပြန်သွားဖို့ယုံကြည်စိတ်ချရတဲ့လမ်းကြောင်းကိုရှာဖွေရမယ်လို့ကုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကအောက်တိုဘာလ29ရက်မှာပြောပါတယ်မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တော်မှာကျင်းပတဲ့ အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံထိပ်သီးအစည်းအဝေးရဲ့ဆက်ဆက်သတင်းစာရှင်းလင်းပွဲမှာကုလသမဂ္ဂအကြီးအကဲကပြောခဲ့တာပါစစ်တပ်ရဲ့အာဏာသိမ်းမှုဟာမြန်မာနိုင်ငံအပေါ်ကပ်ဘေးတွေကိုထပ်ဆင့်ကြားရောက်စေုံသာမကဒေသတွေတည်ငြိမ်မှုကိုပါထိခြားခဲ့တယ်လို့ပြောပါရတယ် ပြည်တွင်းစစ်ပြင်းထန်နေပေမဲ့အခုနှစ်ကုန်မှာအထွေထွေရွေးကောက်ပွဲကတဆင့်မြန်မာနိုင်ငံကိုဒီမိုကရေစီအုပ်ချုပ်ရေးစီပြောင်းရောက်စေဖို့ရည်ရွယ်ထားတယ်လို့အာဏာသိမ်းစစ်ကောင်စီကပြောခဲ့ပေမဲ့မဲပေးမှုရဲ့ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်ခဲ့ပြီးကိုယ်စလဲတွေကတဆင့်စစ်ကောင်စီကအာဏာဆက်ရှိနေလိမ့်မယ်လို့ဝေဖန်သူတွေကထင်ကြေးပေးနေကြပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်လူပေါင်း၃သန်းခွဲလောက်နေရဆုတ်ခွာထွက်ပြေးနေကြရတာဖြစ်ပြီးအကျဉ်းနောက်တွေကလည်းနိုင်ငံရေးကောင်းဆောင်တွေဖြစ်တဲ့ဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြတ်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေတောင်းနှက်ချီရှိနေတာဖြစ်ပါရဲ့ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာကျင်းပမဲ့တစောင်းနိုင်ပွဲတော်အတွင်းရင်ကျော်ပိတ်ဆို့မှုတွေမဖြစ်စေဖို့တောင်ကြီးမြို့ပေါ်ဝင်ရောက်ဖြတ်တန်းပြည့်စွဲနေကြတဲ့ကုန်တင်ရင်တွေအားလုံးပွဲတော်ကာလအတွင်းဖြတ်တန်းခွင့်ရယူပိတ်ထားမယ်လို့သိရပါတယ်။အော်တိုဘာလ29ရက်ကနေနိုဝင်ဘာလ9ရက်အထိညနေ၄နာရီမှနောက်တနေ့မနက်၄နာရီအတွင်းကုန်တင်ကားတွေကိုဖြတ်တန်းခွင့်ပိတ်ထားမယ်လို့သိရပါတယ်။ဒါပေမဲ့အော်တိုဘာ28ရက်နေ့ကစပြီးတောင်ကြီးမြို့ကိုဖြတ်တန်းသွားလာမယ့်ကုန်တင်ရင်တွေအနေနဲ့ ညမီလန်းစုံကနေမြို့ရှောင်းလန်းတိုင်းဆက်မှုစုံမွေးမြူရေးစုံမှတဆင့်ရွှေညောင်မြို့ကိုဖြတ်တန်းတဲ့လမ်းကြောင်းတိုင်းလဲတွာလာနိုင်တယ်လို့အသိပေးထားပါတယ်။တောင်ကြီးတဆောင်းနိုင်ပွဲတော်ကိုအခုနှစ်အောက်တိုဘာ29ရက်ကနေစပြီးစီကားသားမြိုင်စွာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးညမီကြီးစိတ်နှပံမိဘုံတွေအပါအဝင်မိဘုံပြန်အလုံး80နဲ့ပြုလုပ်သွားမယ်လို့မိဘုံပြန်ပွဲတော်ကျင်းပရေးကော်မတီကထုတ်ပြန်ထားပါတယ်ရှင်။ ကိုင်းပြည်စစ်တွေမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တန်ရင်တက်စခန်းတွေဖြစ်တဲ့ရွှေမင်းငယ်စိတ်ကံပါတလိန်နဲ့ရစ်ချမ်းမြို့မှာရှိတဲ့တန်ရင်တက်စခန်းတွေကလည်းအခုရပိုင်းအတွင်းဇတိုက်ဆိုသလိုလက်နက်ကြီးတွေနဲ့လမ်းပစ်ခတ်နေတာဖြစ်တယ်လို့ဆိုပါတယ်စစ်တွေမျိုးနွေကနဲ့အေအေထိန်းချုပ်ထားတဲ့ပုံနာကျုံပောက်တော့နဲ့ရသေးတောင်မျိုးနွေတွေကိုအဓိကထားပစ်ခတ်မှုရှိနေပြီးအေအေဘက်ကလည်းအပြန်အလှန်ပစ်ခတ်တာတွေရှိနေတာကြောင့်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေလည်းရှိနေတယ်လို့ဒေသခံစီရဲ့သတင်းရင်းမြစ်ကပြောပါရီး လုံငါးစီလောက်ပိုက်တယ်ချောင်းနေမောင်းနေကမိုးလုံးမီးတဲ့ပိုက်တယ်တပိုင်းတပိုင်းကိုတနေ့ညကလည်းအလုံး90ကျော်လောက်ဇက်တိုက်ပြစ်ခတ်နေတာပါညာ7နှစ်ခွဲလောက်ကနေစပြီးတော့တနအီကျော်တဲ့အထိလှမ်းပစ်နေကြတာပါချောင်းတွေမင်းကန်ခေါ်ရွှေမင်းကန်စိတ်ကန်မိုးလင်းနာနဲ့နေတိုင်းပစ်နေကြပြီဒီနေ့လည်းပစ်နေကြတာပါပဲတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ပြစ်ခတ်နေကြတာပါအခုရပိုင်းကလက်နက်ကြီးအပြန်အလှန်ပစ်ခတ်တန်တွေကတော်တော်ပြင်းထန်လာနေတယ်စစ်တပ်ဘက်ကလက်နက်ကြီးထိပ်ပြီးဒဏ်ရာရတဲ့သူတွေ တည်တဲ့သူတွေလည်းရှိပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ည7:00နာရီခွဲလောက်ကစပြီးစစ်တပ်ဘက်ကလည်းလက်နက်ကြီးအလုံးပေါင်း50ကျော်လောက်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတော့ဒေသခံတွေကြားစိုးရိမ်စိတ်တွေမြင့်တက်ခဲ့ပါတယ်။အရခတဲ့တော် AA ကလည်းစစ်တွေမျိုးအနီးပတ်ဝန်းကျင်မှာစစ်ကောင်စီတပ်နဲ့ AA တပ်တွေကြားလက်နက်ကြီး drone တွေနဲ့အပြန်လဲတိုက်ခိုက်မှုတွေပုံမပြင်းထန်နေလို့အော်နိုဘာလာစင်ကယနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ အခုလိုမျိုးနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးဒေသခံတွေရဲ့စိုးရိမ်မှုတွေမြင့်တက်နေတဲ့ကြားမှာစစ်ကော်မရှင်ကတော့တစောင်းတိုင်းပွဲတော်ကျင်းပနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေလို့ဒေသခံတွေကပြောပါရယ်ဒါပေမဲ့စစ်တွေမြို့မှာရှိတဲ့ဒေသခံတွေကတော့စောင်းဝန်းရဲခက်ခဲနေတဲ့အချိန်မှာခုလိုပျော်ပေးရွှင်ပေးတဲ့ကျင်းပနေတာကအတိတ်ပဲမရှိဘူးလို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။တစ်ဖက်မှာလည်းပျော်ပေးရွှင်ပွဲကိုအကြောင်းပြပြီးစစ်မှုန်ထဲဖို့ဖန်ခေါ်တော်မှာကိုစိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။ဘာသာစီးပုံမှာလူမှုတော်ကြီးလည်း ။ဖလာကြီးကမှအားလုံးကြောင့်ပြောနေတာတချို့ဆောင်ပြီးထားလို့ဓမ္မပေခါကလာဖို့လို့ပြောတယ်။ဖရာကြီးခွင်းမှာ stage show ဆင်တွေစောက်ပြီးပျော်ဝဲရှင်ပွဲလုပ်ဖို့ပြင်ဆင်နေကြတယ်။ခုကစောင့်နေတော့ဝင်ရှိပါသေးတယ်။တပတ်လောက်ပဲရှိသေးတာဆိုတော့လေဗမာပြည်ဘက်ကစိုးရိုးတွေလည်းလာမယ်လို့ကြားပါတယ်။ဒါပေမဲ့ဒီပျော်ဝဲရှင်ပွဲတွေကိုကျွန်တော်တို့ကမလိုအပ်ဘူးလေ။ဒီလောက်မဆားရမတောက်ရငတ်မှုခေါင်ပါပြီးဒုက္ခရောက်နေတဲ့နေရာမှာစိတ်ကိုဝင်စားနိုင်တော့ဘူးနောက်တစ်ခုက ကျွန်တော်တို့ရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးစိုးရိမ်တာပေါ့ပွဲကိုသွားပြီးတော့ဖမ်းခေါ်သွားရင်ကျွန်တော်တို့ကဘာမှမတတ်နိုင်တော့ဘူးလေပြန်ရေးစရာပတ်စံလည်းမရှိဘူးဒါအပြင်ဒေတာခန်တွေကြာပုံလင်းရတီလည်းရောက်ရှိလာပြီးဖြစ်တဲ့အပြင်အခုရပ်ပိုင်းအတွင်းလက်နက်ကြီးပစ်ခတ်မှုပုံမပြင်းထန်လာနေတဲ့အတွက်တိုက်ပွဲပြန်စနေပြီလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ပဲနေနေကြရတယ်လို့ဆိုပါတယ် တစ်ဖက်မှာလည်းခုလိုမျိုးပျော်ပွေးရှင်မွေးတွေကျင်ပနေတာကစစ်ကော်မရှင်ရဲ့အတူအယောင်ရွေးကောက်ပွဲကိုမင်းဆွေစည်းရုံးဖို့အတွက်ဖြစ်တဲ့ဆိုတဲ့သုံးသက်ပြောဆိုမှုတွေလည်းရှိနေပါသေး။ကျွန်မကေခိုင်ပါ။ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချွတ်ချွတ်ဆက်မှာကျေးဇူးတင်ပါတယ်ရှင်